အားလုံးမင်္ဂလာပါအဝင်းချန်နယ်မှာကြိုဆိုပါတယ်ကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့ပါဇက်အနှံ့ဆိုးတာကိုပျောက်စီနိုင်တဲ့နီလန်ရှစ်ခုဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ပါဇက်အနှံ့ဆိုးတာဟာဖြစ်ရတဲ့အကြောင်းများစွာရှိပါတယ်တင်းရဲ့ပါဇက်ကအဓိကဖြစ်ရတဲ့အကြောင်းရင်းတစ်ခုဖြစ်နေပါတယ်အစားစားလိုက်တဲ့အခါသွားကြားမှာညံ့နေတဲ့စားကျွန်းစားကြံတွေကိုဘက်တီးရီးယားပိုးမွှားတွေကစားသုံးပြီးအနှံ့သက်ဆိုးကိုဖြစ်စေပါတယ်တင်းရဲ့ပါဇက်ထဲမှာ မျိုးကွဲဘက်တီးရီးယားပိုးမွားအမျိုးပေါင်း190ကျော်ရှိတယ်လို့ပညာရှင်တွေကဆိုထားပါတယ်။ပစတ်အနှံ့ဆိုးတာကိုစစ်ပညာစကားနဲ့ပြောရရင် halitosis လို့ပြောပါတယ်။စာစကားနဲ့ပြောရရင်ပစတ်အနှံ့ဆိုးထွက်တယ် bad breath လို့ပြောပါတယ်။အရစကားနဲ့ပြောရင်တော့အာဘုဇော်နန္ဒေလို့ပြောကြပါတယ်။အာဘုဇော်နန္ဒဟာလူမှုပေါင်းတဲ့ဆက်ဆံရေးမှာလူတွေကတင့်အပေါ်အဆိုးမြင်စိတ်ကိုဖြစ်ပေါ်စေပါတယ်။ကုမ္ပဏီတစ်ခုမှာကျွန်တော်အလုပ်လုပ်တုန်းက ကျွန်တော်နဲ့နီးနီးကပ်ကပ်ဆက်ဆံနေရတဲ့မန်နေဂျာတယောက်ဟာပါစပ်အနှံ့အသက်တော်တော်ဆိုးပါတယ်ခန္ဓာနားကတော့အဲ့ဒီအနှံ့အသက်ကိုရပါတယ်သူ့အောက်ကဝန်ထမ်းတွေဆိုရင်သူ့ကိုရှောင်ရပါတယ်သူကကျွန်တော်အောက်ကဝန်ထမ်းဖြစ်တော့သူနဲ့ဆက်ဆံရလေတိုင်းစိတ်အနှောက်အယှက်ဖြစ်ရပါတယ်ခက်တာကဘယ်လိုပြောရမှန်းလဲမသိဘူးသူကဆက်လိုက်လဲတောက်တယ်ဂျမ်ပါညာကအရက်လဲတောက်သူဖြစ်တော့အဲ့ဒါတွေမလုပ်ဘူးတတိပေးတာပဲလုပ်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့သူမလိုက်နာပါဘူးဒီတော့အာဘုတ်စော်နန္နာကလည်းပျောက်မသွားပါဘူးကျွန်တော်လည်းအဲ့ဒီကုမ္ပဏီကထွက်လိုက်တော့မှ သူနဲ့ပတ်သက်ပြီးစိတ်နှောက်ယှက်ဖြစ်တာပျောက်သွားပါတော့။ဒဇက်အနှံ့ဆိုးတာဟာလူများစုမှာဖြစ်တတ်တဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ဒဇက်တန်ရှင်းမကောင်းတာကနေတခြားကျန်းမာရေးပြဿနာတွေအထိအကြောင်းမျိုးစုံဖြစ်သွားနိုင်ပါတယ်။ဒဇက်အနှံ့ဆိုးရတဲ့အကြောင်းရင်းတွေများစွာရှိပါတယ်။ဒဇက်အနှံ့ဆိုးရတဲ့အဓိကအကြောင်းရင်းကတော့အစာအစာအကျွင်းကြံပြီးပါးစပ်ထဲမှာရှိတဲ့ဘက်တီးရီးယားတွေကြောင့်ဆွေးမြေ့သွားလို့ပါ။အခုပြောပြမယ့်အကြောင်းအရာတွေကအတိကအကြောင်းရင်းတွေဖြစ်ပါတယ်။နံပါတ် ပါဇက်တန်ရှင်ရေးပြဿနာတွေကပါဇက်အနှံ့ဆိုးကိုဖြစ်စေပါတယ်တစ်တစ်အစာအကျွင်းအကြံနဲ့ဘက်တီးရီးယားတွေကပါဇက်အနှံ့ဆိုးကိုဖြစ်စေပါတယ်နေ့စဉ်သွားမတိုက် သွားကြားမရှင်းရင်အစာအစာအကျွင်းအကြံတွေကပါဇက်ထဲမှာကျန်နေပါတယ်အဲ့ဒီနောက်ဘက်တီးရီးယားတွေ ပေါက်ပွားပြီးပိုများလာပါတယ်အဲ့ဒီဘက်တီးရီးယားတွေက အစာတွေကိုဆွေးမြေ့စေပြီးအနှံ့ဆိုးထွက်တဲ့ဓာတ်ငွေတွေထုတ်ပေးပါတယ်တစ်နှစ် တွားချေးနဲ့တဖုံယောဂါတွေကပါဇက်အနံ့ဆိုးကိုဖြစ်စေပါတယ်။တွားတွေပေါ်မှာပုံတဲ့ဘက်တီးရီးယားအလွှာကိုတွားချေး plug လို့ခေါ်ပါတယ်။တွားချေးတွေကိုမဖယ်ရှားရင်တဖုံတွေကိုရောင်စေပြီးတဖုံယောဂါ gingivitis ဖြစ်လာပါတယ်။နောက်ပိုင်းမှာတွားပတ်လေယောဂါ periodontitis အထိဖြစ်နိုင်ပြီးအနံ့ဆိုးထွက်စေတဲ့ဘက်တီးရီးယားတွေပေါက်ပွားဖို့နေရာဖြစ်စေပါတယ်။တစ်သုံးရှာပေါ်ကအနံ့ဆိုးကပါဇက်အနံ့ဆိုးကိုဖြစ်စေပါတယ်။ ရှားရဲ့ကြမ်းနှမ်းတဲ့မျက်နှာပြင်မှာဘက်တီးရီးယားစားကျွင်းစားကြံတဲ့ဆဲတွေကြီးကပ်ညိပြီးအနံဆိုးထွက်စီတဲ့အဖြူရောင်လွှာဖြစ်ပေါ်နိုင်ပါတယ်။တလေသွားတူးနဲ့အခြားပစတ်သုံးပစ္စည်းတွေကပစတ်အနံဆိုးကိုဖြစ်စေပါတယ်။သွားတူးသွားညံ့ဒါမှမဟုတ်တခြားပစတ်သေးထည့်ရတဲ့ပစ္စည်းတွေကိုပုံမှန်မဆေးကြောရင် အနံဆိုးဖြစ်စေတဲ့ဘက်တီးရီးယားနဲ့အစာအကျွင်းအကြံတွေစုပုံနိုင်ပါတယ်။တင့်ငါ တွားပိုးပေါက်နဲ့ပါဇက်ပိုးဝင်တာကလည်းပါဇက်အနံဆိုးကိုဖြစ်စေပါတယ်။တွားပိုးစားတာပြည်တယ်နာဒါမှမဟုတ်ပါဇက်အနာတွေကဘက်တီးရီးယားတွေပေါက်ပွားစေပြီးပါဇက်အနံဆိုးတာကိုဖြစ်စေနိုင်ပါတယ်။နံပါတ်2အစာအတောက်နဲ့အချိုရည်တွေကပါဇက်အနံဆိုးကိုဖြစ်စေပါတယ်။နှစ်တအနံပြင်းတဲ့အစာအစာတွေကိုစားရင်ပါဇက်အနံဆိုးစေပါတယ်။ကြက်သွန်နီးကြက်သွန်ဖြူနဲ့အနံပြင်းတဲ့ဟင်းခတ်အမွှေးကြိုင်တွေစားတာကယာယီ ပါဇက်အနှံ့စိုးစိနိုင်ပါတယ်အဲ့ဒီအရာတွေကခန္ဓာကိုယ်ကနေမဖယ်ရှားမချင်းတွေးတဲ့ရောက်ပြီးအဆုတ်ကိုရောက်တဲ့အခါအသက်ရှူတိုင်းအနှံ့ထွက်နေနိုင်ပါတယ်နှစ်နှစ်ကြားများတဲ့အစားအစာနဲ့အချိုရည်များဒီအရာတွေကပါဇက်တဲကအနှံ့ထွက်စီတဲ့ဘက်တီးရီးယားတွေအတွက်အစာဖြစ်စီပါတယ်အနှံ့ထွက်စီတဲ့ဘက်တီးရီးယားတွေအတွက်အစာဖြစ်စီပါတယ်ဘက်တီးရီးယားတွေရှင်သာအောင်လုပ်ပေးသလိုဖြစ်ပြီးပါဇက်အနှံ့ဆိုးကိုဖြစ်စီပါတယ် နှစ်သုံး coffee နဲ့အရက်ဒီအရည်တွေကပါဇက်6စီပြီးပါဇက်အနံ့ဆိုးတာကို ဖြစ်စေနိုင်ပါတယ်။နှစ်၄ protein များတဲ့အစားအစာဒါမှမဟုတ် carbohydrate နည်းတဲ့အစားအစာ keto diet ခန္ဓာကိုယ်က keto diet အခြေအနေရောက်တဲ့အခါအဆီတွေကိုတောင်ကျွမ်းစေပါတယ်။အဲ့ဒီနောက် acetone ကိုထုတ်ပေးပါတယ်။အဲ့ဒါကထူကြတဲ့အသီးနှံလိုမျိုးအသက်ရှူတဲ့အခါထွက်နိုင်ပါတယ်။နံပါတ် ပါဆက်6ချင်းကပါဆက်အနံဆိုးကိုဖြစ်စေပါတယ်တရွေးကပါဆက်ကိုတန်ရှင်းစေပါတယ်အနံဆိုးကိုဖြစ်စေတဲ့အမုံတွေကိုဖယ်ရှားရမှာတရွေးကအရေးကြီးပါတယ်တရွေးနေရင်ဘက်တီးရီးယားတွေပေါက်ပွားပြီးအနံဆိုးတွေထွက်လာနိုင်ပါတယ်နံပါတ်၄ဆေးရွက်ကြီးထွက်ပစ္စည်းတွေကပါဆက်အနံဆိုးကိုဖြစ်စေပါတယ်ဆက်လက်တောက်တာကပါဆက်အနံကိုဆိုးစေပါတယ်တဖုံရောဂါကိုလည်းဖြစ်စေနိုင်ပါတယ် ။တဖိုးယောဂါကလည်းပါဇက်အနံဆိုးရတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ပါဇက်အနံဆိုးတာကိုပြောက်အောင်ဘယ်လိုလုပ်မလဲ။နံပါတ်၁သွားတွေကိုတေချာတိုက်ပါ။ပါဇက်အနံဆိုးတာဟာများသောအားဖြင့်သွားတွေမတန့်ရှင်းတဲ့အတွက်ကြောင့်ဖြစ်တတ်ပါတယ်။သွားတွေကိုတစ်နေ့နှစ်ကြိမ်တိုက်တင်ပါတယ်။မနေ့တစ်ကြိမ်နဲ့ညအိပ်ရာဝင်ခင်မှာတစ်ကြိမ်တိုက်ပါ။ဖြစ်နိုင်ရင်အစားစားပြီးတိုင်းတိုက်နိုင်ရင်ပိုကောင်းပါတယ်။ ဖလိုရိုက်ပါတဲ့သွားတိုက်ဆေးကိုသုံးပါဖလိုရိုက်က အနံဆိုးဖြစ်စေတဲ့အစာအစာတွေနဲ့ပိုးမွှားတွေကိုဖယ်ရှားပေးပါတယ်။နံပါတ်၄ရှာဖို့တန်ရှင်းရေးလုပ်ပါ။ရှာဖို့မှာဘက်တီးရီးယားတွေရှိနေနိုင်ပါတယ်။တကယ်လို့ရှိခဲ့ရင်ပါဇက်အနံဆိုးတာကိုဖြစ်စေပါတယ်။အဲဒါကြောင့်ရှာချစ်တံဒါမှမဟုတ်သွားတိုက်တံနဲ့ရှာကို ဖြည်းဖြည်းချင်းနေ့တိုင်းတန်ရှင်းရေးလုပ်ပေးပါ။အထူးသဖြင့်ရှာရဲ့အနောက်ဘက်ကိုညင်သာစွာလုပ်ပေးပါ။ ံပါတ်3နေ့တိုင်းသွားကြားထိုးကျိုးကိုသုံးပါသွားတိုက်တာဟာသွားကြားမှာရှိတဲ့တင်းငယ်တဲ့အကျွင်းအကြံတွေကိုမဖယ်ရှားနိုင်ပါဘူးဒါကြောင့်သွားကြားထိုးကျိုး clocks ကိုသုံးပြီး သွားတွေရမှာရှိတဲ့အစားအစာအစာအနာတွေကိုဖယ်ရှားပါဒီလိုအစာအနာတွေဟာ သွားကြားမှာကြာကြာရှိနေရင်ပစက်အနံဆိုးတာကိုဖြစ်စေနိုင်ပါတယ်နံပါတ်4ရေမြများများတောက်ပါ ပါဇက်6တွေ့တဲ့အခါပါဇက်အနံ့ဆိုးကိုဖြစ်စီပါတယ်။ရေများများတောက်တဲ့အခါအစာအစာတွေနဲ့ဘက်တီးရီးယားတွေကိုစေကျော်တန့်ဆင်ပေးပါတယ်။တနည်းဒါလုံးရေကိုတငုံချင်းစီတောက်ပေးပါအထူးသဖြင့်အစာစားပြီးနောက်တောက်ပေးပါ။နံပါတ်5ကြားမပါတဲ့ PK ဝါပေးပါအစာစားပြီးနောက်တကြားမပါတဲ့ PK ဝါတာကတရွေးပူထွက်စီတယ်။တရွေးကပါဇက်ကိုတန့်ရှင်းစေပြီးအနံဆိုးတွေကိုဖယ်ရှားပေးပါတယ်။ တခြားပါတဲ့ PK တွေကိုတော့ရှောင်ပါတခြားပါတဲ့အစားအစာတွေကသွားပိုးစားခြင်းကိုဖြစ်စီပြီးသွားအခေါင်းပေါက်တွေကိုဖြစ်စီပါတယ်အဲ့ဒီကနေပါးစပ်အနှံ့ဆိုးကိုဖြစ်စီပါတယ်နံပါတ်6အနှံ့ပြင်းတဲ့အစားအစာတွေကိုရှောင်ပါကြက်တုံနီကြက်တုံဖြူနဲ့အဆက်များတဲ့အစားအစာတွေဟာပါးစပ်အနှံ့ကိုဖြစ်စီပါတယ်အဲ့ဒီအစားအစာတွေရဲ့အနှံ့တွေကပါးစပ်ထဲမှာသာမကအဆုတ်ထဲအထိရောက်နိုင်ပါတယ်စကားပြောရင်အနှံ့ပြင်းကိုရရှိနိုင်ပါတယ်ဒါကြောင့် ူတွေနဲ့အစည်းအဝေးမလုပ်ခင်မှာအဲ့ဒီလိုအနံ့ပြင်းတဲ့စားစာတွေကိုရှောင်းပါမရှောင်းနိုင်ရင်လျှော့စားပါလက်ဆက်တဲ့နန္နာမင်းကိုဝါတာဟာယာယီပါစပ်အနံ့ဆိုးတာကိုပျောက်စီပါလေနံပါတ်9ဆလိတ်နဲ့ဆေးရွက်ကြီးကိုမတုံးဆွဲပါနဲ့ဆလိတ်တောက်တာနဲ့ဆေးရွက်ကြီးတုံးဆွဲတာဟာပါစပ်အနံ့ဆိုးဖြစ်စေပါတယ်ဒါအပြင်တဖုံးနဲ့သွားတွေကိုလည်းထိခိုက်စေပါတယ်ဆလိတ်ဖြတ်လိုက်တာဟာတင့်ရဲ့ ပါဇက်နန္ဒာနဲ့အထွေထွေကျမကြီးအတွက်အကောင်းဆုံးနီလန်းတစ်ခုတည်းကတစ်ခုဖြစ်ပါတယ်။နံပါတ်၈ဂရင်းတန့်စေးရီကို သုံးပါ။ပိုးတတ်နိုင်တဲ့ဂရင်းတန့်စေးရီကိုသုံးပါ။အဲ့ဒီပိုးတတ်နိုင်တဲ့ဂရင်းတန့်စေးရီဟာပါဇက်အနံ့ကိုလည်းကောင်းစေပါတယ်။ဘက်တီးရီးယားတွေကိုဖယ်ရှားပေးပြီးပါဇက်အနံ့ကိုလန်းဆန်းစေပါတယ်။သွားတိုက်ပြီးသွားကြထိုးကျိုးသုံးပြီးတဲ့နောက်အသုံးပြုပါ အကြံပြုလိုတော့ကတခါတလေမှာသွားတွင်းကသွေးထွက်တာနဲ့တဖုံးရောင်တာတွေကြောင့်ပဇံအနှံ့သက်ဆိုးတာဖြစ်နိုင်ပါတယ်ပဇံအနှံ့ဆိုးတာဟာကိုယ်ခန္ဓာတွင်းယောဂရဲ့လက္ခဏာတွေလည်းဖြစ်နေတတ်ပါတယ်ပဇံအနှံ့ဆိုးတာကိုတဖုံးယောဂသွားပိုးစားခြင်းဒါမှမဟုတ်သွားဆရာဝန်တွေသာရှားဝေသိမြင်နိုင်တဲ့အခြားပြဿနာတွေကြောင့်ဖြစ်နိုင်တာကြောင့်လိုအပ်ရင်ဆေးပညာရှင်တွေရဲ့အကူအညီကိုရယူပါလို့အကြံပြုလိုပါတယ်အစအဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ် နောက်နောက်လောလောကူကြည့်ရှုနိုင်ဖို့အတွက် subscribe ကိုတစ်ချိန်နှိပ်ပေးထားပါလို့မေတ္တာရက်ခံပါတဲ့ like နဲ့ share ကိုလည်းနှိပ်ပေးစေခြင်းပါတဲ့လူသားအားလုံးလူလက်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် have a nice day